ူဆွေးတော့ကဆိုတာလူပုံလူဘဝမှာသာရှိတာမဟုတ်ပါဘူးပရလောကမှာလည်းရှိတယ်တစီတရေတွေမှာလည်းရှိနေတယ်လေပြောရလို့ရှိရင်တော့ကျမကလူသားတူတော့မဟုတ်ပါဘူးကျမကပရလောကသားတူပါဆွဲလန်းတက်ရောစင်းနဲ့တည်တဲ့အတွက်ကျမကပိဋ္ဌာဘုံလို့ခေါ်တဲ့ဘုံကိုရောက်ခဲ့ရတယ်ပိဋ္ဌာဆိုတာဗုဒ္ဓဘာသာဝင်တွေတတ်မှတ်ထားတဲ့အပယ်လေးပုံသားလေးခုခေတ်လူတွေကတော့ပိဋ္ဌာဘုံလို့မခေါ်ကြတော့ပါဘူးတစီတရေစသဖြင့်ခေါ်ကြရလေထားပါတော့လေဒါအဓိကမကြပါဘူး ကျမကတမီးကိုတွေ့တာတဲ့တန်ရုံစင်စိတ်နဲ့သေးခဲ့ရတယ်။သေကန်ဒီချိန်ဟာတိတ်ကိုအရေးကြီးတယ်။ဆွဲလန်းစိတ်မမားဖို့လိုတယ်။ဗုဒ္ဓဘာသာဝင်တိုင်းသိကြပါရယ်။ဗုဒ္ဓခေတ်ကယဟန်ကြီးတစ်ပါးဟာသင်္ကန်းပေါ်မှာဆွဲလန်းစိတ်ကြီးခဲ့တဲ့အတွက်သင်္ကန်းမှာတွေ့ကပ်နေတဲ့တမ်းမာကြီးဖြစ်တာရှိခဲ့ဘူးတယ်။ကျမဘဝကလည်းဒီလိုပါပဲ။ကျမကသေကန်ဒီချိန်မှာဘဝကူးကောက်မှုတွေယရဏမြတ်သုံးပါးနဲ့မေတ္တာတရားတွေကိုသတိရရွတ်ပွားဖို့သတိမရခဲ့ဘူး။ယရဏမြတ်သုံးပါးနဲ့ဗုဒ္ဓဓမ္မရဲ့တရားတော်တွေကိုနှလုံးသွင်းနိုင်မှာဘဝကူးကောက်မယ်။ ကောင်းတဲ့ဘဝကိုရောက်နိုင်မယ်ဒါကိုကျမမသိလို့မဟုတ်ပါဘူးသိပါတယ်ခတ်တာကျမဘဝကမိစာကုံရေခမ်းချုပ်ငိမ့်တော့မဲ့ချိန်မှာယန္တနာမြတ်သုံးမနဲ့တရားတော်တွေကိုမရွတ်ပွားနိုင်မယ်နဲ့တမိကလေးတို့စိုးရင်စိတ်ကြောင်ကြစိတ်တွေပူနေမိတယ်တန်ရောစင်တဲ့ချစ်ချင်းကမိဆိုတာတိတ်မှန်တာပဲကျမရင်မှာပူနေရလေကျမမရှိတော့ရင်ကျမတမိလေးဘဝဘယ်လိုရက်တည်မလဲဘသူ့ကိုအားကိုးမလဲအထီးကျန်ဆန်းနေမယ်လို့သိနေတယ်လို့ပဲဒီတော့သူ့ရဲ့အဖွားတွေအဖေတွေရှိသေးတာပဲဆိုပြီးပြောကောင်းပြောလို့ရပါတယ် ဟုတ်ပါတယ်သူ့ရဲ့အဖေရှိတယ်သူ့ဖေကမိမကိစ္စကင်းပါတယ်သူ့သမီးကိုလည်းချစ်ရှာပါတယ်ဒါပေမဲ့သူ့မှာအားနည်းချက်တခုတော့ရှိတယ်အဲ့ဒါအရက်ဆွဲနေရပဲအဲ့ဒါကြောင့်မလို့တခါတရံသူ့မူးပြီးတော့သမီးပေါ်မှာဥပိ္ပခါပြုတယ်လို့မျိုးဖြစ်ကောင်းဖြစ်နေလိမ့်မယ်ဒါကြောင့်မဲကျမသမီးကိုစိတ်မချတာပါကြည်လေတလောကပဲသူ့ကြောင့်သမီးအရန်ဝမ်းနေခဲ့ရဘူးလေတညသမီးပရလောကသားတွေရဲ့အချောက်လန့်ကိုခံခဲ့ရတယ်ပြောရလို့ရှိရင်ဒါကလည်းချောက်လန့်တာမဟုတ်ပါဘူးသူ့ဘဝကိုကူညီဖို့အတွက်အတိပေးတာပါအဲ့ဒါကြောင့်အမှုတစ်ခုကပေါ်ပေါက်ခဲ့တယ်မဟုတ်ဘူးလား ထားပါလေအရေးကြီးတာအဲ့ဒီညတမီးကကြောက်လို့ပြောတော့ तू ကအထိပယ်ကောက်လွဲခဲ့တယ်။ तू စစောပြန်လာအောင်ဖန်နီးတာလို့ဆွတ်ဆွဲတယ်။ဒါကြောင့်ပဲအဲ့ဒီညတမီးအယံခံစားခဲ့ရတယ်။ဒီအကြောင်းအတီးရတော့စိတ်မကောင်း။ကျမခင်မုန်းတယ်ကိုအဖြစ်မှန်တင်ပြပြီးရှင်းပြခြင်းတယ်။ခတ်တာကျမတို့ကဘဝချားနေလေ။ तू ကလူသားကျမပရလောကသား ပြီးတော့ကျမဘောကစိတ်သွားတိုင်းကိုမပါတဲ့ဘောကလေအဲဒါကြောင့်ပဲကျမတော့ကပြပါရာတွေကိုခါစီခံနေရတယ်နောက်ပြီးတော့ပြောရလို့ရှိရင်ကျမသမီးကိုစိတ်မချဘူးဆိုပေမဲ့ကျမကိုတိလေးရောက်သမီးကိုမကူညီနိုင်ဘူးကြည်ုံနဲ့တင်ကြည်နေနိုင်တာလေဒါကိုသမီးလည်းသိမှာမဟုတ်ပါဘူးပြီးတော့သမီးနဲ့ပတ်သက်လို့ကျမအတွက်စိတ်မချနိုင်တာတခုရှိသေးတယ်အဲဒါကဘာလဲဆိုတော့ကျမခင်မွန်ရဲ့ညီမောင်ချော်နေနဲ့ပတ်သက်လို့ပဲမောင်ချော်နေကလောင်းကစားသမား ဒါကြောင့်မဲ့ကျမမရှိတော့တဲ့နောက်ပိုင်းကျမခင်မွန်ရဲ့ပိုင်ဆိုင်မှုတွေကိုအပိုင်စီးဖို့ကြံနေရပဲအဲဒီလူကငွေအတွက်ဆိုရင်ဘာမှစာနာမှုမရှိဘူးဘသူမျက်နာမှလည်းမကြည့်ဘူးသူ့မှာလူမသိအောင်ကြံစီနေတဲ့ကြံစီမှုတွေရှိနေတယ်အဲ့ဒါကိုလည်းကျမသိနေတယ်တက်တည်ပြစရာအကြောင်းတစ်ခုလည်းရှိတယ်အကြောင်းကတော့တခြားတော့မဟုတ်ပါဘူးကျမတို့ဝိညာဉ်လောကမှာလည်းလူလောကလိုအတိုင်းအဝိုင်းရှိတယ်ကျမနာမှာကျမနဲ့ဘဝတူတစီမရရှိတယ် ကျမကကျမသမီးကိုချစ်တယ်လို့မျိုးသူတို့ကလည်းသမီးလေးကိုချစ်ကြပါတယ်အဲဒါကြောင့်မဲတစ်ခါတလေကြည်စေလောင်ပြောင်တဲ့သဘောနဲ့သမီးကိုအပျော်ရမ်းခြောက်လန့်ကြရလေဘွားကနေမြင်ပြီးပျောက်သွားတာမျိုးတွေရှေ့ရနေပြီးတော့ဖြတ်သွားတာမျိုးတွေသမီးလေး TV ကြည့်နေတဲ့အချိန်ဆိုတီဗီကိုဖြတ်ကနေပိတ်လိုက်တာမျိုးတွေ အစတော့တမီးကကြောက်တယ်လို့ရှိပေမဲ့နောက်တော့ယင်သွားတယ်။ဒါကိုကျမရဲ့မိရသိတော့တမီးအတွက်ကိုဆရာတော်ကြီးတစ်ပါးနဲ့တိုင်ပင်ပြီးတော့ပရိတ်ချုံနဲ့ပရိတ်ကျိုးတွေစီစဉ်ပေးခဲ့တယ်။မကောင်းဆိုးဝါးမကတ်နိုင်အောင်အဟန့်အတားပြုခဲ့တယ်။ဒီလက်ဖွဲ့ကျိုးတွေကမမျော်လင့်မဲနဲ့ပျောက်သွားခဲ့တယ်။ဘသူဖျောက်ပြလိုက်တဲ့ဆိုတာတမီးလည်းမသိတယ်လို့သူ့အဖေလည်းမသိဘူးလေ။ဒါပေမဲ့ကျမတော့သိနေပါတယ်။ဒါပေမဲ့ကျမဘလုံးမပြောနိုင်စရာမရှိဘူးလေ။ဘဝကလည်းချားနေပြီဆိုတော့ပြောလို့လည်းရမနေဘူး။သမီးလက်ဖွဲ့ကိုဖျောက်ဖျက်ပြစ်လိုက်တာတခြားသူမဟုတ်ပါဘူး။ဂျော်နီလေ။ဂျော်နီ ဒီဖြစ်ပျက်တွေကသွေးယူသားယူမဟုတ်တာကျမသိနေ။ तू ကဒီတက်ဆိုးတဲ့အလို့ဒီတက်မရိုင်းရုပ်မာတဲ့အလို့ကိုလုံမယ်လို့လည်းကျမထင်နေ။ထင်တဲ့အတိုင်းပဲ तू ကလုံခဲ့တယ်ရှင်။တညပေါ့။ အယမ်းမူးနေတဲ့ကျမယောက်ျားနဲ့ကျမသမီးကို तू အတက်ဖို့စီစဉ်တာပထမဆုံးသမီးကိုတက်ဖို့လုပ်တယ်သမီးတောက်မဲ့အေးကွက်ထဲမှာအစိတ်ထည့်ပြီးတော့သမီးလေးကိုတိုက်တယ်ဒါကိုအမြဲစောင့်ကြည့်နေတဲ့ကျမသိနေခဲ့လေခတ်တာသမီးနဲ့ကျမဘဝမတူတော့ပြောလို့ရမနေဘူးသမီးကတောက်ဖို့ခွက်ကိုယူလိုက်တာသိတော့အစိတ်ခတ်ထားတဲ့အေးကွက်ကိုမောက်ပြဖို့တော့ကျမစူးစမ်းခဲ့သေးတယ်ကျမပြေးပြီးတိုက်လိုက်ပင်မလဲအချီးနီးပဲအဲ့ဒီချိန်မှာပဲသမီးကကံကောင်းမှုဖန်လာခဲ့တယ်အဲ့ဒါကတော့ကြောင်တကောင်ပါကျမဒီကြောင်ပူးကပ်ပြီးတော့အစိတ်ခတ်တဲ့အေးကွက်ကိုမောက်ပြဖို့ပါ ။တမီးကလည်းအေးကွက်နာကိုရောက်နေပြီလေ။အဲဒီချိန်မှာပဲကျမကြောင်ပူးကပ်ပြီးတော့အစိတ်ခတ်ထားတဲ့အေးကွက်ပေါ်ခုန်တက်လိုက်တယ်။ဝုန်းကနေဆိုတဲ့အတန်နဲ့တူခလွန်ဆိုတာတွေပါကြားလိုက်ရတယ်။အေးကွက်ကလည်းမောက်သွားပြီးတော့ဖန်ကွက်လည်းကွဲသွားပြီ။ကျမဝမ်းသာလိုက်တာရှင်။အဲ့လိုပဲတမီးကိုအိမ်မှာရှိမနေဖို့အတွက်ကျမစဉ်းစားရပြန်တယ်။ကျမရဲ့တဆေမိတ်ဆွေတရေမတွေအကူညီနဲ့ပဲသူမကြောက်အောင်လို့ဖန်နေလိုက်လို့တမီးလေးလည်းအိမ်ကနေထွက်ပြေးသွားတယ်။အဲ့ဒီချိန်မှာပဲကျမကြေကွဲစရာအဖြစ်အပျက်တစ်ခုကိုကြုံလဲရတယ်။အဲ့ဒါကတော့တခြားတော့မဟုတ်ပါဘူး။ မူးပြီးတော့အိပ်ပျော်နေတဲ့ကျမရဲ့ခင်မွန်းကသူကလှုပ်ကြံလိုက်ပြီလေကျမဝင်ရောက်ပြီးတော့ဟန့်တာပဲမှာဘလို့မှဟန့်တာလို့မရအောင် သူကခေါင်းနဲ့ကျမခင်မွန်မျက်နှာကိုအုပ်ပြီးတော့တနက်ကိုမောင်းဖြုတ်လိုက်တယ်။ကျမပြေးပြီးတော့သူ့ကိုရိုက်ပင်မဲ့လည်းအရာမထင်ပါဘူး။သူကတော့အောင်မြင်သွားခဲ့ပြီ။အဲဒီအချိန်မှာကျမအရန်ကြေခွေရတယ်လို့မျိုးဝမ်းလဲဝမ်းသာရတယ်။ဘာကြောင့်လဲဆိုတော့ကျမခင်မွန်တေဆုံးသွားပြီးတော့သူ့ရဲ့ဝိညာဉ်နဲ့ကျမရဲ့ဝိညာဉ်ကပေါင်းစပ်လိုက်နိုင်တာပဲ။ဒီပေါင်းစပ်နိုင်မှုကတမီးလေးကိုကူညီဖို့အတွက်အကြောင်းဖန်နီးလာခဲ့တယ်။ကြောက်ကြောက်နဲ့ပြေးနေတဲ့တမီးနောက်ကိုကျမမိတ်ဆွေတဆေမတွေလိုက်သွားတယ်လို့မျိုးကျမလည်းလိုက်သွားခဲ့ရတယ်။ကျမတမီးလေးကိုတဆေမိတ်ဆွေတွေကဟန်တားနိုင်ပေမဲ့လူယုံမှလည်းတမီးလေးကိုခေါ်သွားနိုင်ခဲ့တယ်။ဟုတ်တယ်။ တမီးကိုဂျော်နီကခေါ်သွားပြီဂျော်နီဘယ်ကိုခေါ်သွားလဲဆိုတော့ကျမသိနေဂျော်နီခေါ်လို့လိုက်လာတဲ့တမီးကတနေရာရောက်တော့ဥလီဒီလန်တမီးတို့အိမ်ကိုပြန်မယ်လမ်းမဟုတ်ဘူးလေတမီးကိုဘယ်ခေါ်လာလဲဥလီရဲ့အဲ့လိုမျိုးမေးလိုက်ပါတယ်ဒီတော့တမီးကိုဂျော်နီကကြည့်ပြီးတော့ဟုတ်တယ်မင်းကိုအိမ်ပြန်ခေါ်လာတာမဟုတ်ဘူးမင်းကိုမပြန်လမ်းကိုပို့ဖို့အတွက်ဒီခေါ်လာတာပဲရှင်းရှင်းပြောရလို့ရှင်ဥလီကမင်းဖေကိုလည်းတတ်ခဲ့ပြီအခုတော့မင်းလဲပေါ့ဟာအဲ့လိုပြောပြီးတော့တမီးလေးကိုတနက်နဲ့ချိန်လိုက်တယ် ဲဒီချိန်မှာပဲခင်မွန်းတွေကကိုထင်ပြလိုက်တော့သူတော်တော်လန့်သွားတယ်အဲဒီချိန်မှာပဲအားလုံးစီစဉ်ထားတဲ့အတိုင်းပဲတူဦးကရှေ့ရနေပြီးတော့နောက်ထပ်တူဦးကကိုထင်ပြလိုက်တယ်ခင်မွန်းတွေခန္ဓာကိုယ်နဲ့ဝင်တိုက်လိုက်တော့တနက်လည်းလွတ်ကျသွားတယ်ဂျော်နီယာလည်းလမ်းပေါ်ကိုကျသွားပြီးတော့တက်စီတက်တိုက်ကဂျော်နီကိုဝိုင်းပြီးတော့တိုက်ခိုက်ကြရပေါ့အဲဒီချိန်မှာပဲဂျော်နီကကြောက်လန့်တကြားနဲ့អော်ပြီးတော့ထပြေးလိုက်တဲ့ချိန်ကာဒစီကဂျော်နီကိုအချိန်ပြင်းစွာနဲ့ပဲဝင်တိုက်သွားခဲ့တယ်အခုတော့ဂျော်နီကအသက်ဝိညာဉ်ကင်းမဲ့နေပါပြီလမ်းမကြီးပေါ်မှာလည်းတွေးလူလူနေပါတမီလီကတော့ဟိုကြည့်တီကြည့်နေပါ အဲဒီချိန်မှာပဲကိုထင်ပြလိုက်တဲ့သူ့ရဲ့အဖေကိုသမီးလေးကတွေ့သွားတယ်။သူ့ရဲ့အဖေကိုပြေးပြီးတော့ဖတ်လိုက်တယ်လေ။ ။သမီးရဲ့အဖေနဲ့သမီးကဘဝချားနေပြီလေ။သမီးကိုတက်ဆုံးတိုင်မဆောင်ရှောက်နိုင်တဲ့အတွက်အဖေကိုခွင့်လွှတ်ပါကွယ်နော်။အဖေပြောနေတဲ့စကားတွေကိုလည်းသမီးကြားနိုင်မှာမဟုတ်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ဝိညာဉ်နဲ့လူသားကလာလာမမအဆက်ဘူးဆိုတာကိုနောက်တော့သမီးသိပါလိမ့်မယ်။စင်စစ်မှာတော့ဒီကနေ့ကျွန်တော်တို့လူသားတွေပြောဆိုနေကြတဲ့ပိတ္တာတစေတရေစတဲ့ပရလောကသားနာနာဘာဝတွေဟာလူသားဘဝကနေပြောင်းရွှေ့သွားသူတွေဖြစ်ကြပါရဲ့။အဲဒါကြောင့်မဲ့ပရလောကသားတွေကိုလူသားတို့ကဥပိ္ပခာမပြုတင်ပါဘူး။ ထို့အတူပဲသူတို့တွေဟာတည်ဆုံသွားသူများဖြစ်တာကြောင့်ဘာမှလည်းမလုပ်နိုင်ကြပါဘူး။ကြံရည်သူများရဲ့တည်တံ့မှုနဲ့ပြုတဲ့ဒါနအဆုစုနဲ့အမြဘေးဝေမှုကိုပဲစောင့်စားနေကြရသူတွေဖြစ်ပါတယ်။လူဆိုတာ32ပုံသားများဖြစ်တာကြောင့်တန်တရာမဆုံးသေး၍ဘဝတွေအထွေထွေဖြစ်နေဦးမှာပါပဲ။အဲဒါကြောင့်ပဲတက်ဆွမ်းသားများဒါနပြုတင်ပါတယ်။အမြဘေးဝေတင်ပါတယ်။လူတွေမှာဘဝရှိတယ်လို့မျိုးပရာလောကသားနာနာဘဝတွေမှာလည်းဘဝရှိပါတယ်။အဲဒါကြောင့်ပဲလူတွေမှာခံစားမှုရှိတယ်လို့မျိုးပိတ္တသစေတရေတွေမှာလည်းခံစားမှုတွေရှိပါတယ်။သူတို့တွေကခံစားတတ်ပါတယ်။အဲဒါကြောင့်ပဲပရာလောကသားနာနာ နာဘဝတွေအတွက်ကိုလည်းတက်ဆွမ်းသမျှဒါနပြုအမြပေးဝေအလူတန်းနဲ့ပြုလုပ်ပေးတင်ပါတယ်ဇလန်လေးကတော့ဒီမှာဒီမှာပြီးဆုံးသွားခဲ့ပါပြီဗျဇလန်လေးကိုစွန်နတီလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူကြီးမျိုးတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်မူရင်းရေးသားသူကိုလည်းကာရဝပြုရဲ့နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်